မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဘာလို့လို့နဲ့ဆရာတို့အခုဆိုရင်2025ကိုနှစ်ဝက်ကိုကုန်လို့ဟောနောက်ထပ်2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဝက်ဖြစ်တဲ့เนาะလာတစ်ဖြတ်ခုနှစ်လပိုင်းကိုဆရာတို့ရောက်ရှိလာပြီဒီခုနှစ်လပိုင်းအတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအတွက်ဘယ်နေရာတွေအကျိုးပေးကံကောင်းစီပြီးဘယ်နေရာတွေအားသာပြီးတော့ဘယ်လိုလုပ်ငန်းတွေဘယ်နေရာတွေကမိတ်ဆွေတနင်္လာသာသမီတွေအတွက်တလစာခုနှစ်လပိုင်းအတွက်ကိုဟောကြားပြီးမှဖြစ်တဲ့အတွက် တင်းလာသားသမီးမိတ်ဆွေတွေဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာဒီဗီဒီယိုရဲ့ comment box ထဲမှာဆရာကိုရေးပြသွားပါဦးခင်ဗျကဲတင်းလာသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရအောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့တိုးတက်ကြပါစေကျောင်းဆရာကစူတောင်းထောပနာပြုသားအပ်ပါတယ်ခင်ဗျာဒီ2025ခုနှစ်ခုနလပိုင်းဇူလိုင်လအတွင်းမှာတင်းလာသားသမီးမိတ်ဆွေများအဖို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာဘာကိုဖြစ်ဖြစ်ငွေကြေးထက် လုပ်ငန်းတက်စီးပွားရေးတက်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေအလိုရှိနေတဲ့ကာလစိတ်မျိုးဖြစ်နေတာမျိုးကိုကိုကိုစိတ်ငြိမ်းချမ်းအောင်အေးချမ်းအောင်ကြိုးစားနေတော့လာဖြစ်တဲ့အတွက်ဟာပတ်စံမရှိရင်တော်ပြီမိသားစုနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့စိတ်မျိုးငွေမရှိရင်တော်ပြီကို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 မိသားစုနဲ့ကိုကိုရဲ့မောင်နှမသားချင်းနဲ့ကို အဲအေးချမ်းကျင်တဲ့စိတ်ကလေးတွေဖြစ်နေတာမျိုးတွေနော်အာတတလုံးယဟန်ဝစ်လိုက်ရင်ကောင်းမှာလို့တတလုံးတရားစကားဝင်ကောင်းမှာဆိုတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေပြီးတော့ယံကိုယံယံညှစ်မတုံမြင်မဲနဲ့ PO1 ငင်းချမ်းကျင်တဲ့အေးချမ်းကျင်တွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ကောင်းမွန်ပါတယ်ဒါကြောင့်တုံးနဲ့တူတယောက်နဲ့တယောက်မိသားစုဝင်တွင်မှာအိမ်အတွင်းမှာလုပ်ငန်းအတွင်းမှာအဆင်မပြေမှုတွေကိုအေးချမ်းကျင်တဲ့ကိုယ့်ဘက်ကစတင်ပြီးတော့ဖြည့်ချင်းရင် ဘယ်ရမစို့ကံကောင်းမှုနဲ့အစဉ်ပြေမှုတွေရရှိသွားမယ်လဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကျမ်းမာရေးတနေ့ကတော့သမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆူဆူဝါးဝါးတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးတမန်ဇရာချောင်းကျမ်းမာရေးနဲ့ပတ်သက်လို့ညံတာမျိုးလေးတွေငကူကအရှိကယောဂအဟောင်းရှိတဲ့မိတ်ဆွေများအစာရင်ရှိတဲ့သူများအစာရင်နဲ့ပတ်သက်ပြီးတော့အနေငယ်ရှူကြတာမျိုးအသက်ရှူနှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးကလွယ်ရင်ဆူဆူဝါးဝါးဘာမှမဖြစ်နိုင်ပါဘူးခင်ဗျာ အကယ်၍ဒီလိုဆွဆွဝါးဝါးဖြစ်ပြီဆိုရင်တော့မိတ်ဆွေတနင်္လာသားသမီးတွေဟာလောကီမကောင်းတဲ့ပညာရက်တွေဇုံတိုက်တွေလောကီရိုးရာတွေနှက်တွေတက်တွေတိုက်တွေအဆရှိတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီအရာလေးတွေကိုတော့တာမန်လာရီထက်ကောတော့ဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းအကြံပြုဟောကြားလိုက်ပါရစေခင်ဗျာတနင်္လာသားသမီးမိတ်ဆွေတွေမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေဒီအရာလေးတွေကိုထပ်လောင်းဂရုစိုက်ပါ ဘာမှအားပြည့်ဆိုရင်တော့စူစူဝဝဘာမှမညံ့နိုင်ဘူးဆိုတဲ့အကြောင်းထက်လောင်းအတိပေးပြရစီခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားရမှာလေးလေးကိုဆရာပြောလိုက်မယ်ဒါဆိုရင်မိတ်ဆွေတို့ဘယ်ဟာတွေချစ်လို့ဆောင်ရွက်လှုပ်ဆောင်တင်လဲဆိုတာသိသွားမှာပေါ့ဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေဟာအားနည်းစီတယ် လူမျိုးရှားဘာသာရှားနဲ့ပတ်သက်ပြီးတော့တတိထားဆင်ကျင်ပြီးပါဒိုင်းတစ်ပါးပြပပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာလေးဒီမှာအတက်ငိုင်ဆုံးကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်ခြင်းထက်တဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်ကမှတော်ကကြမယ်လာဖြစ်ပြီးတော့အိုးအိမ်ချမ်းမြေမြေယာနဲ့ပတ်သက်လာတဲ့အခါမှာတတိထားဆင်ကျင်ပြီးရန်လိုအပ်ပြီးတော့အိုးအိမ်ချမ်းမြေစောက်တာမျိုးလေးဒီမှာဒီလာတာမှာမိမိအမိခံစောက်တာမျိုးလေးတွေအားနည်းစေသလိုမိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာတာတော်တွေမှာနေရာထိုင်ခင်းကိစ္စ လုပ်ငန်းယာဒူးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အားနည်းစေတယ်ဆိုလိုတာကယာဒူးမတိုးနိုင်ဘူးယာဒူးပြောင်းကျင်တာမျိုးယာဒူးတိုးဖို့အတွက်ကိုစဉ်းစားနေတာမျိုးဆိုရင်တော့မိတ်ဆွေတို့အမိပဲထွက်ပြီးတော့တကယ်တမ်းလက်တွေ့မှာဘာမှတိုးမလာတာမျိုးတွေဂျုံကတက်တယ်နေရထိုင်ခြင်းနဲ့ပတ်သက်လာတဲ့အခါအိုးအိမ်ချမ်းမြေဝဲတာစောက်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်လာတဲ့အခါကိုကိုယ်တိုင်ဦးစီးဦးဆောင်တာတမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတဦးတယောက်ရဲ့ဦးစီးဦးဆောင်မှုကိုရယူပြီးတော့စွန့်ဆောင်တာမျိုးဟာပုံမောကောင်းမွန်ပဲလာဖြစ်တဲ့အတွက်တော့ နေရာထိုင်ခင်းကိစ္စ OA champion ကိစ္စလေးတွေတတိယဆင်ခြင်ပေးပါအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စနဲ့ပတ်သက်လာပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အမွေကိစ္စဖြစ်နေသောမိတ်ဆွေများဖို့ကတော့လက်ရှိမှာကာလအတော်တွေမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလို့ဝုံတိုင်းလှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေတယ်လို့အမှုရှိသူတွေကိုညာအိမ်ညာနေခေါ်တာမျိုးလေးတွေအဲဂျားသုံးဂျားဝင်တာမျိုးလေးတွေသူများအကြားရဲ့မှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေတတိတာစင်ရင်လိုအပ်သောကာလဖြစ်ပါတယ် ဒါသမီးတပည့်လက်သားလက်အောက်နေတာနဲ့ပတ်သက်ပြီးတော့စိတ်ပူပင်တော့ကလေးတွေအနေငယ်ပေးရတတ်တဲ့အတွက်တရားစင်ရင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်အကျိုးပေးအားတာကံကောင်းစီတော့အရာလေးတွေကိုဆရာဆက်လန်းပေါ်ပြပေးရစီတနည်းအားသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်လပိုင်းအတွင်းမှာဆိုရင်တော့ခရီးသွားဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ပြည်တွင်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးရဲ့အဲ တန်းလို့တွတ်တော့တဲလို့အစရှိတဲ့အရာလေးတွေနော်အဲပြီးတော့ယင်းလို့စက်ပစ္စည်းလို့ ਨੇ ပတ်သက်တာလေးတွေမှာချစ်တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်တယ်အလားကုန်ပစ္စည်းတွေချစ်တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ဖက်ရှင်ဒီဇိုင်နာ ဒီဇိုင်းနဲ့ပတ်သက်တာလေးကုတန်းရောင်းဝယ်ရေးရေထွက်ကုန်အလှပကြီးရာဒီဇိုင်းနာအစရှိတဲ့လုပ်ငန်းတွေအမှုပညာပကြီးပခုဘေးဒင်ပေထစံကြံတရုပ်ဆောင် အစိုးအကအရေးအတိတုခုမှအမှုပညာနဲ့ပတ်သက်တာတွေမှာအများနဲ့ပတ်သက်တာတွေဟွယ်စည်းအသိအဖွဲ့နဲ့ပတ်သက်တာတွေမှာရှေ့သူဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ကိုဟာတက်ပြီးသားပညာရက်ကိုလက်တွေ့ကြကြအသုံးချပါရတယ်နော်သင်ယူခြင်းထက် တက်မြောက်ပြီးတော့ပညာရက်ကိုကောင်းစွာအသုံးချရင်အောင်မြင်တဲ့တိုးတက်မှုတွေလမ်းကြောင်းတွေကိုကျင့်သင်မလွဲမသွေရရှိစေမယ့်လဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရေးနဲ့ပတ်သက်ရင်တော့သင်ယူခြင်းထက်အသုံးချခြင်းကပုံမှုအားသာကောင်းမှုတိုးတက်နိုင်သောလဖြစ်ပါတယ်ကွန်ပျူတာလုပ်ငန်းတွေအဲ အဆရှိတဲ့ဟုတ်လားတန်တုတ်တဲ့ကြောက်မြရတနာနဲ့ပတ်သက်တာတွေဇာစီစာရိုက်လုပ်ငန်းတွေကွန်းလို့ရှမ်းလို့အဆရှိတာတွေနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးအားသာကောင်းမှုပါတယ်ငွေကြေးဆိုင်ရာတွေမှာလက်လွန်ထားသောငွေကြေးတွေကိုပြန်လဲတောင်းဆိုတာမျိုးငွေကြေးနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတွေကိုရင်းနှီးလှုပ်ဆောင်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပဋ္ဌာဟိတဆိုင်ရာလုပ်ငန်းတွေအများစုနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရာလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ် ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့လည်းကောင်းတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုကအာမခံပြီးလိုက်လံကူညီရမျိုးတွေဟာအဲ့ဒီအပူဟာမိတ်ဆွေရှိကိုကျင်းတည်ပေါ့အပူတော့ကကူတက်တယ်ဒါအပြင်မိမိတို့အနေနဲ့အိမ်တော်ကြီးစိတ်ဆိုးကွဲလာပြီးဆင်းလာတဲ့သူတွေကိုညာရင်လက်မခံပါနဲ့မိမိအိမ်ကိုအကြောင်းပြုပြီးတော့လာနေပြီးတော့ကျမ်းမာရေးကုမဲ့မိတ်ဆွေတွေစေယုံတမဲ့မိတ်ဆွေတွေစေကမ်းပြမိတ်ဆွေတွေဆိုရင်ဖြစ်နိုင်ရင်တော့လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်သတိထားစီနေရမယ့်အချက်ကလေးတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဖြစ်နိုင်ရင်ဒီလတာအတော်အတွင်းမှာနှုတ်နဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအတတ်နိုင်ဆုံးစေတနာတွေဝေဒနာမပူပါနဲ့အဲကိုကစေတနာနဲ့ပြောလိုက်ပေမဲ့ဝေဒနာဖြစ်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ရတတ်တယ်ဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးလောကနဲ့ယင်းကနဲ့ဒိုင်းနဲ့ဆုံးဖြတ်တာမျိုးလေးတွေဖြစ်နိုင်ရင်တတိတာဆင်ကျင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့ရှစ်သူမရှိသူတွေရှစ်သူကြီးစားရရှိတတ်ပေမဲ့လို့အိမ်ထောင်တမီးကြီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးကြီးစားတဲ့ချစ်သူတွေရရှိတာမျိုးမိမိချစ်တော်မြန်လို့တော်သူကိုဖွင့်ပြောရင်အာသာကောင်းမှုတိုးတက်နိုင်စော်냐လဲအိမ်ထောင်ပြည်ရန်တိုင်ပင်တာမျိုးစိတ်ဆက်ကြောင်းလန်းတာမျိုးလေးတွေမှာတော့တတိထားစင်ကျင်ပေးရလိုအပ်ပြီးတော့မိမိချစ်သူတမီးကြီးစားနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောင်ပြည်ရန်ကိစ္စတိုင်းမင်္ဂမှာအကြောင်းအရာမျိုးစုံနဲ့လွဲနေတာမျိုးအဆက်အသွယ်ပြတ်နေတာမျိုးအဆင်မပြေလာတာမျိုးတွေခံစားနေရတတ်တော့လာဖြစ်တဲ့အတွက်အဲစုပ်ဝင်လက်မကောင်းလက်ဝင်စုံမကောင်းတဲ့အတွက်ကြောင့်လို့တမီးစားများအနေနဲ့ကတော့အိမ်ဟောင်ပြည်ရန်စီစဲရန်အတွက်ဆိုရင်တော့တတိယဆင်ရင်တိုင်မြင်ရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အိမ်ဟောင်ရင်းနဲ့ပတ်သက်လာရင်တော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေကြောင့်အိမ်ဟောင်ဘက်နဲ့ပတ်သက်ပြီးစကားရှိတယ်များရတာမျိုး ဒါသမီးဇွေမျိုးသားချင်းဂျားလူတူတယောက်ကိုအကြောင်းပြပြီးတော့စကားများရတာလို့ရင်ကျန်တာဘာမှငွေချင်းကိစ္စအကြောင်းညာမျိုးတော့စုံနေဘာမှပြဿနာတက်စရာအကြောင်းမရှိပါဘူးသို့တော့အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲတရင်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့တည်သောသူပြန်ရှင်တာမျိုးပျောက်သောသူပြန်တွေ့မယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလက်ကတော့အတွင်းမှာမိတ်ဆွေတို့ စပစ်စီနဲ့ပတ်သက်တာတွေယင်နေအစ်စ်ဝင်တတ်တယ်မထင်မှာဖြစ်ဖျားဖို့ခကြီးတွေတွားရတာမျိုးလေးတွေဆွေမျိုးသားချင်းအဆက်အသွယ်ဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးကိစ္စတွေမှာပြန်လည်ပြောဆိုတာမျိုးအားတာတာမျိုးကောင်းမွန်တာမျိုးလေးတွေကံကောင်းစေတော့လဖြစ်တော့ကြောင်းတတိအကျိုးစားရုံးကံခက်ခက်ခဲခဲမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်အောင်တိဆောက်ပြီးတော့လုပ်ငန်းဆိုင်တာတွေကိုအရင်ကြီးပြင်ပြင်မမမတွေးဘဲနဲ့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ရရှိစေတာ ပဂတိသေးကြစီတော့လာဖြစ်ပါတယ်မိမိရဲ့အိမ်လွှင်းရေးကိစ္စတွေမိမိလုပ်ငန်းကိစ္စအကျန်းစီကိစ္စတွေကိုတော့ဖွင့်မပြောပါနဲ့ဖွင့်ပြောရင် ပြတ်တတ်ပါတယ်ဘာကိုကံနေစေတယ်လဲဆိုတော့ဒီလားဟာဘာသာရေးဆိုင်ရာကိစ္စတွေကိုလိုက်လံဝေဖန်တာမျိုးဟာအလိုလိုမိမိရဲ့ကံကိုကြစီပါတယ်ဒါကြောင့်ဘုံကြီးယဟန်တန်ကအစရှိတဲ့ပုံကိုယ်တွေကိုမလူနိုင်ရနေပါမဝေဖန်ပါနဲ့ပြီးတော့နိုင်ငံအကြီးအကဲတို့အုပ်ချုပ်သူတို့အစရှိတာမျိုးဇယံငယ်နဲ့ပဲဥပမာပြပါမယ် ဆရာဆိုကံညံ့လာပြီဆိုလို့ရှိရင်ဆရာကနံပါတ်1မိဘတွေနဲ့ဆရာရှင်မငင်းတော့ပါဘူးခင်ဗျာဆရာမှန်ရင်တော့ဆရာရှင်မငင်းတော့ပါဘူးဘာလို့လဲသူတို့နဲ့ရှင်မင်းရင်သူတို့ကမိဘဖြစ်တဲ့တော့ကံကြစီတဲ့အတွက်ဆရာသမားတို့ဖုန်းကြီးတို့ယဟန်တန်ကားတို့အုပ်ချုပ်သူတို့ဆရာမဝေဖန်တော့ပါဘူးဘာလို့လဲသူတို့ကကံမြင့်တဲ့အတွက်ကြောင့်မလို့ဆရာကဝေဖန်ဆရာကံဖိတာတတဲ့ကံမြင့်ရင်တော့မိတ်ဆွေတို့ဆန္ဒအတိုင်းလုပ်ပါကံနိုင်နေတဲ့အခါကံညံ့နေတယ်လို့ခံစားရရင်တော့ဒီရချက်လေးတွေကိုသတိထားပါဆရာကဘာအယောင်ကာလမှမပါပဲပြောတာနော် ကောင်းပြီဆိုတော့ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဲဆံငယ်မိတ်ဆွေဓမ္မမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့မဟာသမယတုတ်ကိုတနေ့ကိုတော့နှစ်ခေါက်ဝင်းကျင်လုပ်ငန်းကင်ကလှုပ်ဖောက်ကင်ပတ်တွေနဲ့ပတ်သက်ရင်ငကူကအဆင်မပြေဘူးတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့သူတွေတော့မှပြန်လည်ပြီးတော့အဆင်ပြေတာမျိုးလေးတွေအေးချမ်းတာမျိုးလေးကြုံတွေ့ရတတ်တော်လားဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတနင်္လာသာသမီတွေဟာဗာလီကျန်တယောက်ဆရာတို့အဲ ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲမကောင်းတဲ့အတက်ပညာတိုက်ခိုက်ကြီးဖြစ်ရတတ်တယ်လုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်နေရာထိုင်ခင်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုလို့ဆက်ထပ်ပြောပါမယ် မကောင်းတဲ့အထက်ပညာတွေအထိုက်ခိုက်တွေလောကီစုံအစီရင်တွေလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းပြရင်လုပ်ပြရင်နေနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ကိုကိုကိုတတိထားပါမကောင်းတဲ့အိမ်မက်တွေတင်းကြိုင်းတို့ခွေးကြိုက်တာတို့ကစားရှိတဲ့အိမ်မက်တွေမက်တဲ့အခါအတက်ပညာတွေအတိုက်ခိုက်တွေတတိထားပါဘာသာတရားမပေါ်ပါနဲ့ဘာသာတရားပို့လို့လေလေမိတ်ဆွေရကံဟာတိုးတက်ကောင်းမွန်လေဆိုတော့လာဖြစ်ပါတဲ့ ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာဆိုရင်တော့လုပ်ငန်းလုပ်နေရင်လည်းဘာလို့လို့ရုပ်ပြရထိုးပြီးတော့အဆင်မပြေဘူးကံညလာပြီဆိုရင်တော့အတိုက်အခိုက်တွေလုပ်ငန်းတို့အလုပ်တို့တွေနေလူဘုံမဟုတ်ရင်တော့နေရာထိုင်ခင်းမြေရာကိုတိုက်ခိုက်တတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့မပေါ့ဘူးလူအကြောင်းနဲ့မိမိတို့နီးစပ်ရဆေးရသမားဂျုံကြီးအားကိုးရတော့သူတွေနားမှာအဲအတိုက်ခိုက်တွေကိုစစ်ဆေးတာမျိုးမြေတန့်တာမျိုးကမဝါရွတ်တာမျိုးဒါမျိုးလေးတွေကိုလှုပ်ဆောင်ပြီးလူအကြောင်းထပ်လောင်းပြောကြအကြံပေးလိုက်ပါသည် ဒီလာတာတော်တွေမှာအကျိုးပေးစေတော်နေသားဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လောက်တာမျိုးဗုဒ္ဓဘူးသာသမိတွေနဲ့တွဲဖက်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအာသာကံကောင်းစေပါနဲ့အကျိုးပေးသောအယောင်နေနဲ့ဆိုရင်တော့အတားအယောင်တို့အဝါယောင်တို့အပန်းယောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါနဲ့အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍ၆ကဏ္ဍ ရှစ်ကနန်းတွေဟာမိဆွေတို့ရကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစီပြီးတဲ့အခါကံဆန်းတာမျိုးအာတာကောင်းမွန်ပါတယ်ဒါအပြင်ဆုံးမိသားသူတို့မဟုတ်နှစ်ကာလများစွာမတွေ့ရတဲ့မိဆွေတွေကိုအကြောင်းပြုပြီးအိမ်မက်မတ်တာမျိုးမိဆွေအဟောင်းတဦးတယောက်ကိုအိမ်မက်မတ်တာမျိုးကိုနဲ့ရင်းနှီးခင်ပြီးဝေးကွာနေသူကိုအိမ်မက်မတ်တဲ့အခါမှာမိဆွေတို့ရကံကိုတိုးတက်ကောင်းမွန်ပြီးလို့ရည်ရွယ်ပြီးတဲ့အခါထီကံဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်ကံကောင်းပါတယ်ထီထိုးတဲ့အခါမှာလည်းတဦးတည်းတယောက်တည်း ြိတ်ပြီးတော့ထိုးတာဟာပို့ပြီးကန်ကောင်းစီပါတယ်ပောက်ရင်တော့ဆရာတော်ပါပြီနော်ကောင်းပြီဆိုတော့ကန်ကောင်းစီတော့လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲတွေကိုအရန်ကြီးလော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 ဖြည့်မရှင်းမှနဲ့ငင်းငင်းကလေးနဲ့အေးအေးဆေးဆေးဖြည့်ချင်းရင်ကျင်းတွေပေါ့အစင်ပြီးအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအသေးကြပဲဖြစ်တယ်။ဒါသမီးတပည့်လက်သားတွေနဲ့ပတ်သက်စိတ်တော့ခပေးရတာမျိုးစိတ်ညစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်အကြောင်းမိတ်ဆွေတို့အနေနဲ့ဒါသမီးနဲ့ပတ်သက်ရင်တော့တပည့်လက်သားနဲ့ပတ်သက်ရင်တော့ ဒီတားစင်နေပေးရလိုအပ်ပြီးတော့ကိုဝင်တဲ့သတင်းလာသားသမီးမိတ်ဆွေများအနေနဲ့ကလည်းဒီလတာတော်တွေမှာအလေးပင်မှတာမျိုးလေးတွေအဲစိုးရိမ်စိမ်လွန်ခဲ့တာမျိုးလေးတွေမဖြစ်စေလို့ကြောင်းဆရာကထပ်လောင်းပြီးတော့ပြောကြပြီးတော့တာမန်လာတွေတက်တော့ပုံမူဗီယူဆိုင်တင်တော်လာဖြစ်ကြောင်းကိုထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်ဒီလတာတော်တွေမှာမိတ်ဆွေတို့အကျိုးပေးစီတော့အရက်ဟာတော့ မြောက်စုစုရဖြစ်ပြီးတော့စန်တီယာအရကတော့အနောက်ရဖြစ်ပါတယ်။ဒါအပြင်တင်းလာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဒီလာတာတော်တွင်မှာတတိထားစင်ရမယ်အရအနေနဲ့ဆိုရင်တော့အဲအချစ်တောင်တောင်ရကိုခကြီးထွက်တာမျိုးလေးရမိတ်ဆွေတို့ရကံကိုအားနေစေတော်လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုရင်တော့အနက်ရောင်တို့နော်ဒါပြီးတဲ့အခါအဲဒါလေးတွေကိုစင်ဆွဲရောင်တွေကိုတတိထားဝတ်ဆင်ပေးပါလို့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာ အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိလိုရာကိစ္စကိုပြောဆိုတဲ့အခါမှာမိမိတို့ရဲ့သွားလိုတဲ့ကိစ္စတွေကိုအာယုံပြုပြီးတော့လက်ခုပ်လက်ဝါးငါးချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်စီပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်မိစ္ဆာတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီရင်မပြောမီကြော်ညာလေးဝင်ပြရစီဇာငနာပေတွေမြေချင်း9939 9939လေးတက်လျှောက် 7902904160 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်96305052မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ CR TikTok Messenger တွေကနေဧည့်သည်လက်မှတ်ကြောင်းနဲ့ဩဆရာငင်သားမှာကျွန်းနဲ့တန်လျက်ကျွန်းနဲ့ကငွေနဝင်တန်လျက်ကအတိုက်ခိုက်ခင်းတာကျွန်းလျက်တန်လျက်ဒီရရှိဈေးကြောင်းဆရာကကြားဖြတ် marketing စီးရင်လည်းကောင်းပြီဆိုတော့မိတ်ဆွေတနင်္လာသားသမီးတွေဒီလာတာအတော်တွင်မှာဆိုရင်တော့ မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီမှုတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတည်င်းစာဆက်ကူလေးတစောင်းနဲ့လုံးပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ဗစက်ကနေပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ဘလောက်စည်းနဲ့ရောင်းထွက်ပါစေဆိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါခင်ဗျအယောင်တွက်အယောင်ထက်သွားပါလိမ့်မယ်ဒီလတာတော်တွေမှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေပြီးတော့ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့ဒီရေရီယာ